ငလင်တအားကျန်းသွားတယ်ရှင်တအားကိုကျန်းသွားတာနော်မမတို့ဒီမှာနေလေကင်းနေပူပူမှာအင်ရှိထွက်ပြီးထိုင်ထိုင်နေရတော့မယ်ထင်တယ်နော်နှစ်ဆန်းတရက်နေ့ဒီနေ့ကမန္တလေးဖြစ်ကဖြစ်ပါတယ်နော်မန္တလေးရဖြစ်ပါတယ်မမဒါဆိုင်လေးဒီနေ့ကဆိုင်တရက်ပိတ်တာဆိုတော့ဆိုင်ထဲမှာစီးရင်နေလုံနေတယ်တအားကိုရမ်းခါသွားတာနော်တော်တော်တော့ကျန်းတယ်ငလင်တော်တော်ကျန်းပါတယ်ရှင် gain ဒီနေ့တော့နှစ်ဆန်းတရက်နေ့မှာပေါ့နော်မမငလင်ကြီးရဲ့လေအောက်ကနေပြီးတော့ ကျောက်ကျိတ်ဆက်ကြီးမြန်ကီလိုမီတာ100ကျော်200လောက်နဲ့မောင်းလာသလားလို့အောင်းမိရတယ်ဒီ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 ဆိုဆိုဒါကလှုပ်သွားတာငလီနေလေတောက်ချောက်လုပ်တယ်ဗျာမန္တလေးမှာလေနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့လေဘာတွေဖြစ်လို့ဘာတွေဆက်လို့ရမလဲဘလူနေရမလဲဆိုတာကိုကဝေခွဲရအောင်တော်တော်ခက်နေပြီနော်တောက်ချောက်လုပ်တာမန္တလေးမှာငရင် မလုတ်တဲ့ရက်ဆိုတာကအခက်ရှားကြကိုဖြစ်နေเนาะအဲ့တော့အားလုံးလဲတိုက်တာစာဦးအမြင့်နေမှာเนาะနေကြတဲ့အဲကျွန်တော်တို့မန္တလေးသူမန္တလေးသားတွေเนาะအနီးတစ်ဝက်ကမြို့များလဲသတိထားစဉ်းကျင်ပြီးတော့နေကြပါငရင်ကတောက်လျှောက်တောက်လျှောက်ကိုလှုပ်နေတာဖြစ်ပါတယ်เนาะအားလုံးပဲသတိဝိရိယနဲ့နေထိုင်ကြပါလို့သတိပေးတိုက်တွန်းနေအားလုံးဘေးရန်ကင်းချင်ကြပါလိမ့်ဗျာ ကြပြီအဲ့လိုကြသေးတယ်။ဒါရရရပြီ။ဒါရရတော့ဒါရမရှိဘူး။ဒါရမရှိဘူး။ပြင်ပြန်တယ်ဆရာတော်တက်နေတယ်။ဟောကြည့်ကြပါနော်။အဲ့ကြပါ။ဒါရရရ။ဟောလေ။ဒီမရီစထက်ကကြတော့လေ။အဲ့ဒီတော့မတင်းနေရဟာကဲလက်ရှိမာမြတ်မွန်းနေဖရာကြီးရဲ့အချင်းနေပဲ ါပဲသာကြည့်လိုက်တော့အားလုံးနှိမ့်စာသဘောပါပဲဒါတွေကနှိမ့်စာပါဖြားရှင်တော်မှာနောက်ဆုံးကုသီနာယုံမာလာမင်းတို့ရဲ့အင်ဂျင်ဆုံးမှာပြည်ပြန်ပြရသေးတာပဲကျန်တာတွေအားလုံးကတော့ဘာမြဲမှာလဲဒါကြောင့်အနတ္တရခဏတုံးမှာအနိစ္စကိုအရင်ဟောတာအနိစ္စသည်ဒုက္ခအဲ့ဒီဒုက္ခသည် အနတ္တတတော်ထင်ရှားရှိတော်မူတယ်မြတ်စွာဘုရားရှင်ကုလိုမြတ်ကြီးတော်အိဋ္ဌာသဘောကိုမလွန်ဆန်းနိုင်ရင်ခြံတဲ့အရာတွေအလုံးဆက်လွန်ဆန်းနိုင်မှာတော့ဒါကြောင့်မလို့သဗ္ဗေသင်္ခါရအိဋ္ဌာယထာပညာယပတ္တိပညာနဲ့သာကြည့်ပြီးတော့ဉာဏ်မှစီ မြန်မာနိုင်ငံအလဲပိုင်းမှာနလင်း၃ချိန်ထက်လို့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေဖြစ်တဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ပဲခူးတိုင်းရေတာရှည်နဲ့မြေပြည်တော်လယ်ဝေးမြို့နယ်တွေကိုဗဟုပြုပြီးဧပြီလ18ရက်ရက်ဒီနေ့မှာနလင်း၃ချိန်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်ဧပြီလ18ရက်နေ့မနက်၄နာရီ6မိနစ်လောက်က ရေတာရှည်မြို့အနောက်မြောက်ဘက်ရှစ်မိုင်ခန့်အကွာမှာအင်အားသုံးတပ်မှတရစ်ချက်တာစကေးမနက်9:32မိနစ်လောက်ကလေဝေးမြို့အနောက်မြောက်ဘက်ရှစ်မိုင်ခန့်အကွာမှာအင်အားသုံးတပ်သမားနေရစ်ချက်တာစကေးမွန်းလွဲတနာရီ2မိနစ်လောက်ကပသိမ်ကြီးမြို့အနောက်တောင်ဘက်2မိုင်ခန့်အကွာမှာအင်အားလေးတဲ့သမ6ရစ်ချက်တာစကေးအတီးတီးရှိတဲ့ငလျင်တွေလှုပ်ခတ်ခဲ့တာပါဒီနေ့မွန်းလွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကိုတော့ မန္တလေးမြို့ပေါ်ကနေတိတိတသာခန်းစားခဲ့ရပြီးဒေသခံတွေဟာယာယီတဲတွေမှာနေထိုင်နေကြရဆဲဖြစ်လို့အထီးခိုက်မရှိခဲ့ဘူးလို့မြို့ခံအချို့ကပြောပါတယ်